ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ခင်မိတဲ့ဒေါ်ချိုးစုကသူ့ရဲ့ဇီးကြီးရန်ဘင်္ဂလိုအိမ်မှာပါတီကျင်းပတော့သူ့အိမ်နီးနာချင်းဒေါ်ရွနူတို့လည်းပါဝင်ခဲ့ကြတာပေါ့အဲ့ဒီမှာမြင်းတို့ကပြောခဲ့ပါသေးတယ်ကျမအန်တီရဲ့ပယင်မောင်နိုင်သွားပြီနော် ဒီတခါလဲအန်နီရှုံးပြီစိတ်မကောင်းမအောင်အန်တီရဲ့ဒါနဲ့နင့်ချွေးမတော်တော်လိန်မာတဲ့သူပဲဒီလိုကစားရင်သူအမြဲတမ်းနိုင်တယ်။အိုးအန်တီရဲ့ကျမနိုင်တော့အန်ဒီမကျေနပ်ဖို့ထက်နေနော်။ကြာပါရဲ့အရင်လဲစိတ်ဘူးနေပါနဲ့။ဒါအပြိုတက်တက်ပဲလေ။အေးအေးဆေးဆေးနေပါ။ဒီချိန်မှာပဲရောက်ခမခင်မုန်းနဲ့မလေးတို့သုံးယောက်လုံးရုံးကနေပြန်ရောက်လာပြီးအိမ်မှာပါတီလုပ်နေတာကြည့်တော့စိတ်တူသွားကြပါတည်း။နင်တို့သမီးရောက်ခမနှစ်ယောက်အခုဘာတွေလုပ်နေကြတာလဲ။ ဒီပါတီပွဲတွေကို ခုထိမစွန့်လွန်နိုင်သေးဘူးလားကိုနိုင်ရဲ့ဒါတော့တအားများသွားပြီကျမောက်ပါတီရတငယ်ချင်းတွေရှေ့မှာအဆက်ခွဲနေရလားအဆက်ခွဲတယ်ဟုတ်လားအဆက်ခွဲတာမဟုတ်ရင်ဘာလို့ရမလဲအဖေမျက်နှိုးနဲ့အမေကိုရှင်းပြရတာရင်းပင်ပန်းနေပြီးတော့မျက်နှိုးနင်းမှာအဆက်ဆိုတာနည်းနည်းလေးမှမရှိတော့ဘူးလားနင်းအနည်းဆုံးတရက်လောက်တော့ထမင်းဟင်းချက်ရမယ်လေငါရုံကပင်ပန်းလို့ပြန်လာရင်ထမင်းတောင်းပါပဲယောက်ျားရဲ့ပင်းချီတန်တဲ့ဝတ်စုံကြီးနဲ့မိဖို့ကြမှာဟင်းချက်နေတာပေကောင်းမလဲ ြောနေတာရက်လိုက်ပါတော့အွန်လိုင်းအနေပဲမှားလိုက်တော့မယ်။ဒါရေထားလိုက်ပါတော့ဒီမိမနဲ့ချွေးမကိုနားချရတာကြွေးပါဆောင်တည်နေတာနဲ့အတူတူပဲ။ဒီလိုပြောပြီးအိမ်ကယောက်ျား300လုံးကိုဘာသာကိုထမင်းဟင်းချက်စားကြရတော့တာပေါ့ကွယ်။ဒေါချိုးစုတို့ကတော့အေးအေးဆေးဆေးထိုင်နေကြတာပေါ့။ဒီ300ယောက်နဲ့နေတိုင်းရန်ဖြစ်နေတာငါတအားစိတ်ကုန်နေပြီ။ခင်မီတဲ့မိန်းကလေးတယောက်ရှာပြီးတော့နိုင်လို့လက်ထပ်ပေးဖို့စဉ်းစားနေတာ။ဒီလိုပြောလိုက်တဲ့နဲ့မြင်းတို့ကစိတ်တအားပူသွားပြီးဒီလိုတွေးနေခဲ့ပါတဲ့။ မြို့ဝမင်းကလေးတွေကတအားစမတ်ကြပြီးတော့ထက်မြက်ကြတယ်ဒီလိုဆိုရင်ငါတံမုတ်ကြတော့မှာပေါ့ဒါပေမဲ့ပါဇက်ကတော့ဒီလိုပဲပြောရတာပေါ့ကွယ်မဟုတ်ဘူးမမီမြို့ဝမော်ရယ်မင်းကလေးတွေကမလွယ်ဘူးမတ်လေးကိုရွာရိုးသားတဲ့မင်းကလေးတယောက်နဲ့လက်ထပ်ပေးသင့်တယ်လို့ကျမပြောမယ်ဒီလိုနဲ့ရန်နေငယ်ကြမှာတော့ဒေါချောစုကရွာကသူတို့သမီးရွေးပြီးလက်ထပ်ဖို့ခေါ်လာခဲ့ပါတဲ့။အဲ့ပွဲမှာရွက်လာကချမ်းသာတွေချွေးမဝတ်စုံကိုချီးကျူးပြီးပြောခဲ့ပါတဲ့။"အိုးမြတ်နို့ ဒီတခါလဲသမီးကတိတ်လာတဲ့ဝတ်စုံနဲ့ပဲပေါ့လှလိုက်တာကွယ်ဂျေဆုပါပဲအန်တီရဲ့တကယ်တော့လေဒီလှပတဲ့ကာဝန်ကျမဖေကဒီဇိုင်းဆွဲပြီးတော့ပို့ပေးတာပါတကယ်တော့ကျမမှာဝတ်စုံ900ကျော်ရှိတယ်ဒါပေမဲ့တစ်ခါဝတ်ပြီးရင် ကျမပြန်မဝတ်ချင်ဘူးလေသူကဒီလိုကြွားလုံးထုတ်လိုက်တော့တာပေါ့ဒါဝတ်ကြတော့ဒိုးရွနုကဒါနဲ့သူတို့သမီးလေးရဲ့မင်္ဂလာဝတ်စုံကလှတယ်နော်အယောင်လည်းတအားတောက်တယ်ချုပ်တဲ့သူလည်းကြော်တယ်ချီကျူးတာဂျေဆုတမားတဲ့အန်တီ ါပေမဲ့ဒီမင်္ဂလာဝတ်ဆောင်ကျမကိုယ်တိုင်ချုပ်ထားတာပါ။ဟေးတော်ချောစုနင်ချွေးမလေးကတအားတော်တာပဲ။ဒီဝတ်ဆောင်ကဆိုင်အကောင်းစားတွေမှာရောင်းတဲ့မင်္ဂလာဝတ်ဆောင်လိုပဲ။နင်ကတော့ကံကောင်းပြီဟဲ့။ဒီလိုချီးကျူးတော့ညနှိုးကမနာလိုဖြစ်ပြီးတိရကိုအရှက်ခွဲပါတော့တယ်။ကျမတော့ဒီဝတ်ဆောင်ရဲ့ပေညာကိုမှမကြိုက်ဘူး။အယောင်တွေကတအားတောက်ပြီးတော့ပလဲတွေနဲ့ပြည့်နေတယ်။နင်သိမှမထင်ပါဘူးဟဲ့။ငါပြောပြမယ်။ငါမင်္ဂလာဆောင်တော့ဆိုလေ၁၀သိန်းတန် အရန်လှပတဲ့လိမ္မော်ရောင်ကာဝန်ဝတ်ခဲ့တာစိတ်တော့မဆိုးပါနဲ့ဟာဒါပေမဲ့နှင်းဝတ်စုံကတော့တတိယတန်းစားလို့ပဲမြင်နေညနှိုးချွေးမှလေးတမီဘသူကိုမှတီလို့အရှက်ခွဲပိုင်ခွင့်မရှိဘူးအထင်ရဲ့လှပမှုဟာဈေးနှုန်းပေါ်မှာတအားမှုတည်နေတာလည်းမဟုတ်ဘူးလေဒီလိုနဲ့သူတို့လည်းခန်းနေသွားပြီးနားကြတော့တာပေါ့ကွယ်နောက်တနေ့မှတော့ဒိုချောစုကတီတာကို ခန်းနေခေါ်ပြီးပြောခဲ့ပါသေးတယ်တီတာချွေးမှလေး ဒီနေ့အမေပါတီကအမျိုးသမီးတွေတမီးကိုလာတွေ့ကြလိုက်မယ်။အရာကြောင့်လှလှပပလေးဝတ်လိုက်နော်။ဟုတ်ကဲ့အမေ။အဲ့လိုပြောပြီးတိရာကသူ့ခရီးဆောင်အိတ်ကိုဖွင့်ကအဝိစားတွေကိုလိုက်ရှာနေပါတယ်။ခဏအကြာမှတော့မြန်နုကအဝိစားအသက်နဲ့သူ့ခန်းလေးကိုရှောင်းလာကပြိုခဲ့ပါတယ်။တနာစရာကောင်းပါလေ။နေခုချိန်နဲ့ဆင်းသမဖြစ်သေးဘူးလား။ပါတီကအမျိုးသမီးတွေအကုန်ရောက်နေပြီ။ကျမဒီပလဲတွေပါတဲ့လေးလံတဲ့စားတွေကိုဝတ်ရမလား။မဝတ်ရင်ကောင်းမလားလို့စဉ်းစားနေတာ။ တီတာကဒီလိုပြောလိုက်တော့မြန်တို့ကတနာစရာတီတာလေးကိုထပ်ပြီးအရှက်ခွဲဖို့အတွက်အခွင့်အရေးရသွားတော့တာပေါ့ကွယ်တီတာတီတာနေ့ရဖက်ရှင်အမြင်ကလေတအားဆိုးတယ်လို့ပြောရမှာပဲဒီမှာဒီဈေးပေါ်တဲ့စားတွေဝတ်လို့မရဘူးငါရဲ့ဝတ်စုံတချို့ငါပြမယ်အဲ့ဒါနဲ့တီတာလေးမြန်တို့နောက်ကိုလိုက်သွားပြီးအဝတ်စားတွေအပြည့်ရှိတဲ့ခန်းကြီးတွေကိုရောက်သွားခဲ့ပါတဲ့ကြည့်ပါလားဒီမှာကာဝန်အတူတွေစကတ်တွေရှက်အင်းကြီးတွေအကုန်ရှိတယ်နင်ကြိုက်တာရွေးကြည့် ဲ့လိုပြောလိုက်တော့တိရကဒီလိုလှပတဲ့ဝတ်စုံလေးကိုမြင်ပြီးကြောင်တော်တော်တာပေါ့ကွယ်မမလေးကျမဒီဝတ်စုံအများကြီးကိုဒီလိုတခါမှမမြင်ဘူးအင်ကြီးဆန်ရောက်လာတယ်လို့ပဲဒါဘု து အခမ်းလဲဟင်ဟောဒါငါရဲ့ဝတ်စုံခမ်းမဲလေးဘာလို့လဲဆိုတော့ငါမှဝတ်စုံနဲ့အများရှိလို့ပဲငါတခါပဲဝတ်ပြီးတော့ဝတ်စားတော်တော်များများကိုပြစ်ခဲ့တာမဟုတ်ရင်အခုဆိုဝတ်စုံတထောင်ကျော်လောက်တောင်ရှိနေပြီမြန်နိုးကဒီလိုမျိုးတခါထပ်ပြီးကိုဘသာချီးမွမ်းပြောဆိုလိုက်ပါတယ် တီရန်ကတော့သူပြောတာကိုတိတ်တဆိတ်နားထောင်နေပြီးခဏကြာမှတော့ချစ်စရာကောင်းတဲ့စကတ်နဲ့အင်ဂျီကိုဝစ်ဆင်ပြီးထွက်လာခဲ့ပါတဲ့တောက်ကူမြင့်တော့လူတိုင်းကတအားကြိုက်သွားကြရတာပေါ့အိုဟိုးတောက်ချောက်စုရဲ့နင့်ချွေးမလေးကတရက်အတွင်းမှာနင့်ပုံစံကိုလိုက်လို့တတ်သွားပြီဘလောက်လာတဲ့ဝတ်စုံဝတ်ထားလဲကြည့်စမ်းဟုတ်တာပေါ့အန်တီရွက်လာရဲ့ကျမရဲ့ရွာရောင်းမလေးကိုဘလို့လို့မကြိုက်ပဲနေနိုင်ပါလေသူကကျမဝတ်စုံဝတ်ထားတာလေမဟုတ်ရင်ကို့ဘသားကိုစဉ်းစားကြည့်ပါလား ဒီလိုဈေးကြီးရဲ့ဝတ်ဆောင်တူဝဲဖို့တက်နိုင်ရဲ့လားဆိုတာမြန်နွေရဲ့စကားတွေကဆင်းရဲတဲ့တိရစိတ်ကိုနာကျင်စေခဲ့ပါတော့တယ်မြန်နိုးဒီဝတ်ဆောင်ကသမီးဟာဖြစ်ပေမဲ့သမီးရဲ့ညီမကိုအထင်သေးတာတော့မဟုတ်သေးဘူးနော်လူတယောက်ကိုဒီလိုအမြင်နဲ့ပုတ်ခတ်ပြောတာမလုပ်သင့်ဘူးသမီးဒီလိုပြောလိုက်တော့မြန်နိုးကစိတ်တူသွားကရွေးပြောလိုက်ပါတည်းအန်တီရဲ့ကိုပတာကိုတာကယူဆိုင်ဆမ်းမှာအန်တီရဲ့ဖက်ရှင်အမြင်ကတော့အစကတည်းကတော်တော်ဆိုးပြီးသားပဲ။ ဒီလိုနဲ့နေရတွေကုန်းဆုံးသွားပြီးတိရကအိမ်မှုကိစ္စတွေတောင်းဝင်တွေယူဆောင်ရင်းနဲ့ပဲအလက်ချင်းတွေမှာသူ့ဖေသူ့ခင်ပွန်းနဲ့သူ့ယောက်ကမအတွက်အချုပ်ဆက်နဲ့တခုခုချုပ်နေတတ်ပါတယ်။အမေဒီဝါကွန်းအနှွေးထည်နဲ့စားရီကိုအမေတွက်လောက်ထားတာပါ။အမေကြိုက်မယ်လို့မျောလင့်နေ။ဟဲ့တိတာချွေးမလေးရဲ့ဒီလိုအနာကုတ်ပါတဲ့ပေါ့ပေါ့ပပစားရီမျိုးအမေတအားဝှစ်ချင်နေတာကြာပြီ။တဆေးလုံးပတ်ရှာတာလုံးဝမတွေ့ဘူး။လူချမ်းသာတွေကဒီလိုစားရီမျိုးဝှစ်ကြတာလေ။ဟုတ်တယ်အမေ ဒီဟာဘဝနေထိုင်မှုပုံစံကိုကျမစပြီးတော့သင်ယူနေပြီအမေကျမကို၃သိန်းပေးပါလားကျမအတွက်ဝတ်ဆောင်တစ်ထည်မှထားလို့လေဒီလိုပြောလိုက်တော့ဒေါ်ချောစုကအဲ့လိုဈေးကြီးတဲ့ဝတ်ဆောင်ကိုဝေးတော့ကိုအရင်ကဒေါသထွက်သွားတော့တာပေါ့ညံ့တော့ချွေးမလေးဒီလိုဈေးကြီးတဲ့ဝတ်ဆောင်ဝယ်ဖို့ဘာလို့အဲ့လိုလဲဒီလမှာဝတ်ဆောင်နေဝယ်တာ၄သိန်း၅သိန်းအထိကောက်နေပြီအမေကသမီးအတွက် ATM ဆက်နဲ့တူနေလို့လားဟမ်ပြောစမ်းအမေဝတ်ဆောင်တစ်ထည်အတွက်ဘာလို့တလောက်ဆုံးမစကားတွေပို့ချနေရလဲ ကျွန်မအခုကိုနောက်ကိုပြောမယ်။ဒီလိုနဲ့တဖြည်းဖြည်းနဲ့ချမ်းသာတဲ့ချွေးမရဲ့ဝတ်စုံတွေပေါ်အလွန်ကြုံသုံးဆွဲတာဟာသူ့ရောက်ခမကိုစိတ်ဒိုလာစေတော့တာပေါ့ကွယ်။စင်းရတဲ့ချွေးမကတော့အချို့လုပ်ငန်းလုပ်ကိုင်းပြီးဝင်ငွေတွေအများကြီးရနေတော့တာပေါ့။ဒီနေ့မှတော့ဒေါ်ရွတ်နုကသူ့ပန်းကြီးကိုဖိတ်ဖို့ရောက်လာခဲ့ပါတည်းဒေါ်ချောင်းစုရဲ့နောက်အပတ်ကငါရဲ့မွေးနေ့ပဲ။အဲ့ဒါကြောင့်ငါပါတီလုပ်ထားတယ်။နင်ချွေးမတွေကိုခေါ်လာခဲ့ရမယ်နော်။ပေချာပေါက်ခေါ်ခဲ့။အမလီစိတ်ချစမ်းပါ။ ပါတီလာဖို့အခွင့်အရေတော့ဘတော်မှလက်လွတ်ခံမှာမဟုတ်ဘူး။တီတာချွေးမလေးညံ့နှုတ်ချွေးမလေးတို့ရင်လာသမီးတို့ညလုံးအတွက်ဝတ်ဆောင်တွေတော့ဝယ်ပေးမယ်။အမေဝယ်ထားတဲ့ဝတ်ဆောင်တွေကိုတိတ်မကြိုက်ဘူး။အဲ့ဒါကြောင့်ကျမကိုယ်တိုင်ချုပ်မယ်။အမလေးလေးနင်နဲ့အတွက်ပါတီဝတ်ဆောင်နင်ကိုယ်တိုင်ချုပ်ရင်တော့လေအမေကုံတိတ်ခါထိခိုက်မှာတိတ်ချရဲဟိ။ကျမတော့ပါတီမှာလုံးဝတောက်ပနေမှာကြည့်နေလိုက်။ချမ်းသာရဲ့ချွေးမကသူ့ဒီဇိုင်နာရဲ့အကူအညီယူပြီးတခြားဝတ်စုံတစ်ထည့်ကိုဒီဇိုင်းဆွဲခိုင်းနေချိန်မှာပဲ တီရန်ကတော့သူ့မှာရှိတဲ့ပတ်စံနေနေနဲ့ဈေးပေါ်တဲ့အထည်တွေကိုဝယ်လိုက်ပါတည်။ဒါလုံးဝအသာအီအီလေးပဲခြီထိုးပြီးချက်ရတာလွယ်ကူလိမ့်မယ်။ဒီလိုနဲ့အန်ချုပ်ဖို့အထဲဝဲပြီးတော့တိတာကဇာရုပလဲတို့စတာတွေဝဲပြီးအိမ်ပြန်လာခဲ့ပါတယ်။ဒေသွားနေရလေဘိုက်စာနေပြီးတခုခုလုပ်ပြီးအခုဟုတ်ကဲ့ဟုတ်ကဲ့ခဏလေးအချိန်ပေးပါအောင်ရှင်အခုပဲထမင်းချက်ပေးပါမယ်။ဒီလိုနဲ့အိမ်မုကိစ္စတွေပြီးစီးပြီးတဲ့နောက် တီရာကညဘက်မှာသူ့အချုပ်ဖို့အတွက်အချိန်ပေးရပြီးဝစ်စုံကိုဒီဇိုင်းဆွဲခဲ့ပါတည်းဒါကလည်းအချိန်အတော်ကြာတာပေါ့ကွယ်ဝစ်စုံကချုပ်လုပ်ပြီးသွားပေမဲ့တခုခုလိုနေတယ်လို့ခံစားနေရတယ်နင်ပန်းအစ်တလေးတွေထပ်ထည့်လိုက်ပါလားပြီးရင်ဝစ်စုံလေးဘလောက်လာလဲကြည့်လိုက်ဟုတ်သားပဲဒီနီလန်းကိုကျမဘာလို့မစမ်းစားမိရလဲကျေးဇူးတင်လိုက်တာယောက်ျားရဲ့ ခုတော့ဆင်းရဲတဲ့ချိန်မှာကဥယျာဉ်တွေကပန်းတယ်လေးတွေကိုခိုးပြီးသူ့ခေါင်းဝင်ကိုလှလှပပလေးအနှာစင်ခဲ့ပါတည်းပြီးတော့ပေါ့ပေါ့ပပမိကက်လိန်ပြီးပါတီကိုရောက်လာတော့တာပုံတစ်ဖက်မှာတော့ချမ်းသာတဲ့ချိန်မှာကပခုံးပေါ်တဲ့ခေါင်းဝင်နဲ့ပါတီကိုရောက်လာခဲ့ပါတယ်ဒါပေမဲ့လူတိုင်းရဲ့မျက်လုံးတွေကတော့ဆင်းရဲတဲ့ချိန်မှာရဲ့ဝဆုံအပေါ်မှာပဲတဝဲဝဲလည်နေတော့တာပေါ့ကွယ်ကြည်စံရွှန်လာဒီနေ့တော်ချောက်စုရဲ့ဆင်းရဲတဲ့ချိန်မှာလေးကချမ်းသာတဲ့ချိန်မှာအပြတ်သက်ကိုအနိုင်ယူသွားတာပဲ ဘလောက်လှပတဲ့ဒီဇိုင်းဆွဲထားတဲ့ဝတ်စုံလဲဒါပေမဲ့အချက်မရှိတဲ့မျက်နှိုးတော့ကြည့်ပါအောင်ဟဲ့ဘလောက်တောင်မဖွဲမရဝတ်စုံဝတ်ထားလဲဒါ우ပညာရှိတယ်လို့မခေါ်ဘူးအေးဟဲ့အမျိုးသမီးနဲ့ကလေးပါတီးဆွေနဲ့ထားပါတော့အခုဟာယောက်ျားလေးတွေလည်းရောက်နေတာသူတို့မျက်လုံးနဲ့ဘလို့ကြည့်နေလဲကြည့်ပါလားဒီလိုမျိုးသူတို့နှစ်ယောက်လုံးရဲ့မှတ်ချက်တွေကိုကြားရတော့မျက်နှိုးတယောက်လည်းရှင့်ယွန်လာတော့တာပေါ့ကွယ်ဒီချိန်မှာပဲပါတီကိုလာတဲ့မာယာနဲ့ဒွေတာဆိုတဲ့မိန်းကလေးနှစ်ယောက်ကလည်း တိရစီကိုရောက်လာကပြောခဲ့ပါတယ်ဟယ်လိုကျမနာမည်ကမာယာပါ तू ကတွေ့တာပါကျမတို့ညောင်လုံးက fashion show တွေစီစဉ်နေတူတွေလေအမဝတ်ဆောင်တအားမိုက်တယ်တိလားဒီဝတ်ဆောင်ကိုဘယ်မှာဒီဇိုင်းဆွဲရလဲအဲ့ဒါဆက်သွယ်ဖို့ဖုန်းနံပါတ်ပေးလို့ရလားယင်ဒီလိုမေးလိုက်တော့တိရကတုံဆိုင်နေခဲ့ပါတည်းအဲ့ဒီတော့ဒေါ်ချောင်းစုကရှေ့ထွက်ပြီးအစာပြိုးပေးခဲ့ပါတည်းဟုတ်ကဲ့ပါရှင်တကယ်တော့လေတီဝုဆောင်ကျမချွေးမကိုယ်တိုင်လက်နဲ့ဒီဇိုင်းဆွဲထားတာပါ တကယ်ပဲအမတကယ်ထူးခြားတဲ့ဝတ်စုံတွေဖန်နေနိုင်တာပဲကျမတို့ fashion show အတွက်ဝတ်စုံဒီဇိုင်းဆွဲပေးနိုင်မလားကျမတို့ကောင်းမွန်တဲ့ငွေပမာဏပေးပါမယ်ဟုတ်ကဲ့အမေကျမဘာပြောရမလဲကဲချွေးမလေးရေ ဟုတ်ကဲ့လို့သာပြောလိုက်တမီးရဲ့ရေချင်းအတိမတ်ပြုတ်ခံရဖို့တီခွေရေလက်လွတ်မခံနဲ့နော်ဒီလိုမျိုးဒေါ်ချောစုကသူ့ရဲ့ဆင်းရဲတဲ့ချွေးမကိုထောက်ခံလိုက်ကြတာပေါ့ကွယ်လူများပြားကသူ့စီကဝတ်စုံချုပ်ဖို့နမတ်တွေလေးလေးလေကြတော့တာပေါ့ တပ်ပုံတွေလည်းရိုက်နေကြပါတော့တယ်။သူတို့ကဒီလိုတွေလုပ်နေကြချိန်မှာချမ်းသာတွေချွေးမကိုတော့ဘယ်သူမှဂယုမဆိုင်ကြပြီးသူကတောင်းမှတယောက်ထိတ်တိတ်ကလေးရက်နေခဲ့ရပါတော့တယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။